အားလုံးပဲမင်္ဂလာပါညီမကတော့ SMEI က Business Analyst Relation Manager ဖြစ်ပါတယ်။အာညီမဒီနေ့ရှင်းပြပေးခြင်းတဲ့အကြောင်းအရာကတော့ Planning Management အကြောင်းအရာလေးပဲဖြစ်ပါတယ်။အရင်ဦးဆုံး O2 ရဲ့ Planning Module မှာဘယ်လို feature တွေရလဲဆိုတဲ့ဟာကိုမပြောခင် What is planning and why do we need it ဆိုတဲ့အကြောင်းအရာလေးကိုစပြောခြင်းပါတယ်။ ဒါဆိုရင်ပထမအောင်ဆုံးအနေနဲ့ what is planning planning module ကပါတယ် planning module ဆိုတာကတော့အဓိကကတော့ resource allocation လုပ်ရတဲ့ module ပဲဖြစ်ပါတယ် planning module ကိုသုံးပြီးတော့ manager တွေ employee အတွက် task တွေ project တွေကို assign ချလို့ရမယ်အဲ့လို assign ချခြင်းအပြင်ညီမတို့အပြင်မှာ workload ဖြစ်နေတဲ့အာဒီ employee တွေမှာဆိုလို့ရှိရင် multi testing တွေဖြစ်နေမယ် workload တွေဒါပြီနေမယ်နောက်ပြီးတော့အာတရက်တရက်ပေါ့နော်အာတစ်လစာတွေ schedule ချတဲ့အခါမှာထက်နေရမျိုးတွေအာဥပမာ ဖြစ် employee က night shift တွေတောက်လျှောက်ဆွဲဝဲရတာမျိုးပေါ့နော်ဒီလိုမျိုး employee တွေကိုညီမတို့က resource တွေကို allocation ချတဲ့နေရာမှာ effective ဖြစ်မယ်နောက်ပြီးတော့ညီမတို့ဘာကြောင့်ဒီ module ကိုသုံးဖို့လိုအပ်တာလဲဆိုရင် Odoo ရဲ့အားသာချက်က integration ဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ဒီ allocation တွေချပြီးတော့ Odoo ရဲ့ payroll module တွေ time off module တွေ time sheet module တွေနဲ့ integrate လုပ်နိုင်တဲ့အာသူ့မှာအားသာချက်တွေရှိရပေါ့နော် ဒါဆိုရင်အပြစ်မှာဘယ်လိုမျိုး effect တွေအာလာပြီးတော့ဒီ planning module ကပေးနိုင်မလဲဆိုလို့ရှိရင် planning module ကိုတောင်းကျအားဖြင့်အပြစ်မှာရှိနေတဲ့ workload တွေချော့ချနိုင်မယ်။နောက်ပြီးတော့တကယ်လို့ကိုစိုင်းချထားပြီးတဲ့ schedule တွေကမှားနေရဆိုရင်တော့မှအလွယ်တကူပဲအပြင်ကနေပြီးတော့လာပြီးတော့ adjust လုပ်လို့ရမယ်။နောက်ပြီးတော့ management level တွေအနေနဲ့လည်းအာကိုယ့်ရဲ့ employee ကတလားစာမှာဘယ်လိုမျိုး schedule တွေနဲ့တွားနေလဲ။ဘယ်လို team တွေကဘယ်လို project တွေမှာအစိုင်းချနေလဲ ဆိုတဲ့ဟာမျိုးတွေကို အပြည့်ကနေပြီးတော့အလွယ်တကူလာကြည့်လို့ရပါတယ်။ဒါဆိုလို့ရှိရင် Odoo မှာဘယ်လို feature တွေနဲ့ planning module မှာရှိနေမလဲဆိုတဲ့ဟာကိုကြည့်ကြည့်လိုက်ရအောင်။ ။ Odoo မှာအာ planning module မှာဘယ်လို feature တွေရလဲဆိုတဲ့ဟာကိုညီမတို့ Odoo database တွေကိုသွားကြမယ်ပေါ့နော်။ပြီးဆိုလို့ရှိရင် planning module ရဲ့ပုံစံလေးကကြတော့ဒီ module ပုံစံလေးပေါ့နော်။ဒါလေးကိုမြင်နေရမယ်။ဒါဆို planning module တွေကိုဝင်လိုက်မယ်။ planning module တွေမှာကတော့ config ဆိုတာလေးရှိရပေါ့နော်။ config ထဲမှာညီမတို့ရဲ့ shift တွေ row တွေကိုလာပြီးသတ်မှတ်ထားဖို့လိုတယ်။ညီမကတော့ဒီ module နဲ့ data လေးတွေပြင်ထားတာရှိတယ်။ညီမရဲ့ row တွေမှာဆိုရင် developer row တွေရှိမယ်၊ dev ship တမားတွေရှိမယ်၊ tester တွေရှိမယ်၊နောက်ပြီးတော့ IT technician တွေဆိုပြီးတော့ရှိမယ်ပေါ့ ါเนาะဒါလေးတွေကိုညီမတို့ကကာလာလေးတွေနဲ့သတ်မှတ်ထားလို့ရမယ်နောက်ပြီးရင်တော့ညီမတို့ရဲ့အဓိက ship template တွေသတ်မှတ်သတ်မှတ်ရမယ်ပေါ့เนาะ ship template ကကြတော့အဓိကက developer rule တွေဆိုလို့ရှိရင်ညီမတို့အနေနဲ့ဘယ်အချိန်ကနေ step တိုင်းနဲ့ end တိုင်းဆိုပြီးတော့သတ်မှတ်ရမယ် day shift တမားတွေဆိုလို့ရှိရင်တော့ဥပမာ manage ခွဲရတဲ့ညနေ၄ခွဲအထိဆိုပြီးတော့ညီမတို့ကသူ့ရဲ့ work start တိုင်းအတိုင်းလေးတွေကိုသတ်မှတ်ရတယ်ပေါ့เนาะဒါဆိုရင်ညီမ developer ဆိုလို့ရှိရင်8နာရီကနေညနေ9နာရီ ရရှိသမားဆိုလို့ရှိရင်တော့ရှစ်ခွဲရနေ၄ခွဲတက်စတာဆိုရင်၉နိုင်ရနေ၅နိုင်အိုင်တက်နီရှင်ဆိုလို့ရှိရင်တော့၇နိုင်ရနေ၅နိုင်ဆိုသတ်မှတ်ထားရပေါ့နော်ဒါလေးတွေကိုအစ်စ်တိုးချင်တိုင်းနယူလေးကိုခေါ်ပြီးတော့တိုးလို့ရတယ်ဒါပြီးရင်တော့ညီမတို့ role လေးတွေရှိမယ်ဒါခုနကညီမသတ်မှတ်ထားတဲ့ role လေးတွေရှိမယ်ပြီးရင်တော့ညီမတို့ material ဆိုတာလေးတွေကိုရှိရပေါ့နော်သူကတော့ developer day 1ဆိုရင်တော့ဒီ role နဲ့ဆိုပြီးတော့ညီမတို့ကဒီနေရာမှာလာပြီး default လာချိပေးထားတာလေးတွေပေါ့နော်ဒါလေးတွေကို go fit ချပေးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ရဲ့ schedule လေးမှာညီမတို့ by resource နဲ့လား by project နဲ့လား by role နဲ့လား ဆိုတဲ့ဟာမျိုးလေးတွေသတ်မှတ်လို့ရတယ်။ညီမတို့ဘိုင်းအာ resource နဲ့သတ်မှတ်ထားတာလေးတစ်လစာရှိတယ်ပေါ့နော်။ This month မှာဆိုလို့ရှိရင် the dishonor ရောက်ဆိုတဲ့ employee နဲ့စုစုဆိုတဲ့ employee ကိုအာညီမအနေနဲ့ အစိုင်းချထားတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးမှာဆိုရင်ဒါကာလာလေးတွေကကြတော့ခုနကညီမပြရသွားတဲ့ရိုးလေးတွေမှာလာထည့်ထားတဲ့ကာလာလေးတွေလာကြပြီးတယ်တကယ်လို့ကိုကဒီနေရာလေးတွေကိုသွားထောက်ကြည့်ရဆိုလို့ရှိရင်လည်း allocated တိုင်းကတော့ပြဿနာရှိတယ်ရက်လေးတွေရှိမယ် time ရဲ့ start နဲ့ end နဲ့ရှိမယ်ပြီးရင် ship ရဲ့ name ရှိမယ်ပေါ့နော်ဒါဆိုရင်ဒါ developer ship name ရှိမယ်ဒါဆိုရင်တော့ဒီ ship ဆိုတဲ့ name လေးနဲ့ဒါအလိုတကူပဲမြင်နေရမှာဖြစ်တယ်ဒါကိုမှကိုကဒီလိုမျိုး gap view နဲ့မကြည့်ချင်မဲနဲ့ list view နဲ့ကြည့်ချင်နေဆိုလို့ရှိရင်ဒီမှာ list view တွေလာကြည့်လို့ရမယ်ပြီးရင်တော့ဒါက camera view တွေနဲ့သွားမလားပေါ့နော်ဒီမှာရှိတဲ့ view တွေနဲ့ကိုအားသာတယ်လို့မျိုးလာကြည့်လို့ရတယ်နောက်ပြီးရင်တော့ညီမတို့ဒါတခုဘာရှိသေးလဲဆိုရင် viral နဲ့ကြည့်တဲ့အခါမျိုးမှာဆိုရင်အလွယ်တကူဒီ overview မှာမြင်နေရတဲ့ဟာဆိုရင် deletion နဲ့ online နဲ့ဆူဆူဆိုတဲ့ employee မှာဒါက ဘဲလက်မျှနေရပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဒီနေရာမှာဒါတရက်သေးမှာ ship တီထက်နေရဆိုလို့ဒါသေချာပေါက်ဒီနေရာမှာပေါ့အာဝော့က overload ဖြစ်နေပြီ over dynamic up ဖြစ်နေရောက်နေပြီဆိုတဲ့ဟာမျိုးလည်းအဲ့လိုတကူကြည့်လို့ရမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဟာလိုမျိုးတွေအာဒီတလားစာဖြစ်ဖြစ်ကိုယ့်ရဲ့ဒီတနစ်စာဖြစ်ဖြစ်ပေါ့နော်အစိုင်းချပေးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ကဒီ publish လေးကိုနှိမ့်လိုက်တာနဲ့ဒီ employee မှာသတ်မှတ်ထားတဲ့ email စီကို auto ရောက်သွားမှာဖြစ်တယ်အဲ့လိုဆိုတော့ email ဝင်သွားတော့ညီမတို့အပြင်မှာ paper word တွေလည်းမရှိ တော့ဘောเนาะတချို့အာနောက်ပိုင်းနေဆိုလို့ရှိရင်ဘယ်လိုမျိုးတောင်းလာကြလဲဆိုရင်ကျွန်တော်တို့ဟိုဆရာဝန်တွေပေါ့เนาะအာကလင်းနစ်ပတ်တွေဆိုရင်ဆရာဝန်တွေဆိုလို့ရှိရင်အာဒီစီအစီအကမ်းမှာပေါ့เนาะဖေးချေဖေးချေထိုင်ရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ပိုစတာတွေပြီးဆွဲထားတယ်ဆွဲထားပြီးပြီဆိုလို့ရှိရင်တော့ ေးလွတ်လိုက်တယ်ပေါ့နော်ဒါဆိုရင်အလွယ်တကူပဲဖုန်းလေးကနေပြီးတော့ကိုယ့်ရဲ့ schedule ကိုကြည့်ပြီးတော့အာဒီအာညီမတို့ clinic ကိုလာလို့ရတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးတွေလည်းတုံးကြတယ်အဲ့လိုမျိုးပဲတခြားသော business တွေမှာလည်းအာ email တွေကိုအသုံးပြုပြီးတော့ပဲညီမတို့ဒီ mobile phone တွေ tablet တွေ laptop တွေကနေပဲကိုယ့်ရဲ့ schedule ပေါ့နော်တစ်နှစ်စာဒါမှမဟုတ်တစ်လစာကိုကြည့်လို့ရနေမှာဖြစ်ပါတယ်ဟုတ်အခုရှင်းပြပေးသွားတဲ့အကြောင်းအရာကကြတော့ planning module ဆိုတာဘာလဲရယ် planning module ကိုဘာကြောင့်သုံးသင့်တာလဲဆိုတဲ့အချက်လေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုဒီမှာလည်းအာအ တုံးဝင်တဲ့ tip လေးတွေအာအတုံးဝင်မဲ့ auto feature တွေကိုပြောပြတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပြီးမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်